ငလျင်နဲ့ပတ်သက်ပြီးတော့ပါဒီနေ့အဲနေ့လေ12နာရီခွဲလောက်ဖြစ်မှာတဲ့12နာရီခွဲလောက်ကြာလို့ရှိရင်တဲ့အာလက်ရှိနိုင်ငံတော်ကြီးကဘုံကြီးကြီးမင်းအွန်လိုင်းကိုရိုင်းငလျင်နဲ့ပတ်သက်ပြီးအလှငွေလက်ခံရယူမှုလုပ်မယ်လို့သိရတယ်သိရပါတယ်အဲ့တော့အာရန်ကုန်ကလုပ်ငန်းရှင်တွေလည်းမနေ့ကအစောကြီးထွက်သွားကြတယ်လို့သိရတယ်မန္တလေးကတချို့သောလုပ်ငန်းရှင်တွေနေရာနေပယ်တီးတီးကလုပ်ငန်းရှင်တွေ ဲတကယ်ကိုတတိယပုဂ္ဂိုလ်တွေတော်တော်များနေပြီးတော့ကြီးတက်သွားကြတယ်လို့သိရပါတယ်။နေပြီးတော့မှအခုဒီနေ့နေ့လေစနစ်ခွဲကြလို့ရှိရင်ပုံကျုံကြီးကိုယ်တိုင်အလူခံမှာဖြစ်တယ်လို့သိရတဲ့အတွက်ပြောမှာ။အဲ့တော့သူကလည်းပွန့်လည်းပြောတော့ဒီငလျင်နဲ့ပတ်သက်ပြီးအလူခံကြမယ်။လုပ်ငန်းရှင်တွေကလည်းအားလုံးတို့နိုင်ကြောက်ထဲဝင်လှူဒန်းကြမယ်ဆိုတဲ့သဘောမျိုးတွေ့ရပါတယ်။အဲ့တော့ဒါကနေပြီးတော့မှဒီနေ့ရုပ်တရက်ဟိုစီစဉ်လိုက်တဲ့ကိစ္စပါ။မနေ့ကညလောက်တုန်းကတော့ကျွန်တော်အကြံဉာဏ်သိရတယ်။ကျွန်တော်မိတ်ဆွေချိုးလဲစိုးစီအေးပေါ်အဲနေပြီးတော့တက်သွားကြပြီဆိုပြီးတော့ကျွန်တော်လှမ်းပြောပါတော့ကျွန်တော်ငါတို့တက်ပြီးနေပြီးတော့သွားပြီပေါ့အလူကိုသွားကြပြီလို့ လို့ပြောတယ်ဒီနေ့သွားသွားလှူကြမလို့လူမိတ်ဆွေချို့ပြောကြပါတယ်အဲ့တော့ဒီနေ့နေ့လဲစနစ်ခွဲလောက်ကြရင်တော့ဒါဘုံကြုံကြီးကိုယ်တိုင်ရဲ့လှူခံတာမျိုးလုပ်ပါလုပ်ပါလိမ့်မယ်ပြီးတော့မီဒီယာတွေကိုလည်းသူတို့ဖိတ်ပါတယ်မီဒီယာတွေသူတို့ဖိတ်ပါတယ်ဆောင်းမီဒီယာတွေကလည်းလက်လက်မိတဲ့လူကတော့လက်လက်မိသလောက်တော့တက်ပါလိမ့်မယ်မမီတဲ့လူကတော့မမီသလောက်မတက်ပါဘူးကျွန်တော်တို့ဒီနေ့တော့မီဒီယာတွေကျွန်တော်တို့လှမ်းပြီးဖိတ်ပါတယ်ကျွန်တော်လည်းခုတခြား issue တခုနဲ့ကျွန်တော်ပြင်ရောက်နေတဲ့ခါကျတော့ဘလို့မှအရင်ဟာနဲ့မမီတော့ဘူးဖြစ်နေတဲ့အတွက်ကျွန်တော်တို့တက်ချင်မှမဟုတ်ပါဘူးသို့တော့ဘာပဲပြောဒီဒီဒီလူတန်းမှုနဲ့ဒီလူတန်းရတဲ့ လုပ်ငန်းရှင်တွေပတိကြီးရအကုန်လုံးကိုလည်းဘာပဲပြောဟိုကျွန်တော်ဒီကနေပြီးတော့ဟိုဝက်ကမ်လုပ်ပါတယ်ဘာပဲပြောဓာကြီးကိုကြည့်ပြီးတော့ကျွန်တော်ဟိုတာရုခေါ်ပါတယ်ခင်ဗျာအဲဘိုးဘိုးကြီးကိုယ်တိုင်ကလည်းဒီလိုဥဆောင်ပြီးလူခံတဲ့အတွက်သိကောင်းတဲ့ကိစ္စဖြစ်ပါတယ်ဘာပဲပြောဓာမျိုးကအာနေပြီးတော့မှလုပ်တယ်လို့အခြားသောဒီရန်ကုန်မှာလည်းဒါလုပ်လို့ရအောင်မယ်လို့ယူဆပါတယ်ရန်ကုန်မှာလည်းသူလာလုပ်ကောင်းလုပ်နိုင်မယ်လို့လည်းကျွန်တော်ယူဆပါတယ်ဘာလို့ဆိုတော့ရခိုင်ချင်းတော့ကလည်းရခိုင်တော့ကဒီရေးပေးတော့ကလည်းသူနှစ်ချိန်မကသူလူခံတယ်ကိုနန်းမိုခါတော့ကလည်းသူနှစ်ချိန်မကလူခံတယ်သူခင်ဗျာလည်းဒီမိုခါတော့ကလည်းမိုခါတော့ကလည်း 2023ဘူကာတော့လည်းလူခံရတယ်2024ရေးပြီးမှလည်းသူလူခံရတယ်အခု2025အဲရောက်တော့လည်းသူလူခံရတယ်သူခင်ဗျားလည်းတောက်လျှောက်အလူကြီးခံနေရတဲ့ဘဝရောက်နေအဲ့ဒါကြီးကတော့တော်တော်တော်ပြတော့ဗောနော်ဆိုတော့ဘာပြီးရောဒီနေ့နေ့လေ12နာရီခွဲမှာ12ခွဲလောက်မှာဒါနိုင်ငံတော်အဆင့်နိုင်ငံတော်ကြီးကနေပြီးတော့အဲငလင်းနဲ့ပတ်သက်ပြီးလူခံမယ်ဆိုတာလေးကိုတင်ပြလာပေးရအောင်ခင်ဗျား